အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ကဗာလေးဆိုရင်ဟိုတနေ့ကဒီဈေးဝင်ရင်းနေပေါ့နော်ဒီပတ်စံထုတ်တယ်ပတ်စံသွားထုတ်တော့အမတထောင်တန်းတထောင်တန်းနယူးယောက်ထိုးလိုက်ရဲ့ပတ်စံကကြတော့အစ်စ်ရှိနေတထောင်တန်းကကြတော့အရင်တော့ကပတ်စံရဲ့တထောင်ဒါပေမဲ့အခုလက်ရှိအစ်စ်ထုတ်တော့သူတို့ရဲ့ဒီပတ်စံပါတဲ့ပုံကိုယ်တွေကမတူဘူးလိုမျိုးတမိုင်းတွေရှိလေဆိုတာစိတ်ထဲမှာပေါ်လာလို့ပေါ့နော်ဒီနေ့သူတို့ရဲ့အကြောင်းလုံးလေးနေလေ့လာလိုက်တယ်ပေါ့နော်ဒီချင်းတွေလည်းဘူးသားရစေအောင်ဆိုပြီးတော့အာဒီဗီဒီယိုရေးလိုက်ရချင်းဖြစ်တယ်ပေါ့နော်အရင်တော့ကကြတော့ 2000တန်လဲရှိရလို့ပြောရတယ်ဒါပေမဲ့2000တန်ကကြတော့မပြောတော့ဘူးဆိုတော့ပထမဦးဆုံးအနေနဲ့ဒီရဲနှထောင်အနည်းကပြမယ်နော်သူကတော့ဘိုးမဗေဒပညာရှင် ဖြစ်ပြီးတော့ဒီဆေးပညာရှင်လေးဖြစ်တယ်ပေါ့ဂျမနီနိုင်ငံရဲ့ဒီသိပ္ပံပညာရှင်ဖြစ်တဲ့ Robert Koch ရဲ့ဒီလက်အောက်မှာပေါ့နော်တင်ယူခဲ့ပြီးတော့ဘိုးမဗေဒဆိုင်ရာသူတည်တနာနဲ့ဒီ ပြည်သူ့ကျန်းမာရေးဆိုင်ရာအမျိုးမျိုးပေါ့နော်အခန့်ကဏ္ဍအမျိုးမျိုးကနေသူကတော့အရန်ကိုအကျိုးပြုခဲ့တဲ့သူဖြစ်တယ်ပေါ့နော်နောက်တစ်ခုကသူဒီ tetanus ဆိုတဲ့ဒီယောဂတမျိုးပေါ့နော်အဲ့ဒီယောဂတမျိုးကိုကုသပေးနိုင်တဲ့ဆေးကိုလည်းသူကတည်ထူနိုင်ခဲ့တဲ့သူဖြစ်တယ်အဲ့ဒီ tetanus ဆိုတဲ့ဟာကကြတော့ဘယ်လိုမျိုးလဲဘယ်လိုမျိုးယောဂလေးဆိုရင်တကူအနာကနေကိုယ်တွေဝင်ပြီးတော့ဖြစ်တဲ့ယောဂတွေပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဂျပန်လူမျိုးတွေအတွက်ဂျပန်နိုင်ငံအတွက်သူကဒီဆေးပညာ ဆေးပညာပြောမလားကျမရဲ့ပညာလို့ပြောမလားဆိုတော့အဲ့ဒါကိုသူကအခြေခံအုံမြချပေးရတူလေဖြစ်တယ်လို့ဆိုလို့ရတယ်ပေါ့နော်နောက်တည့်ရပေါ့နော်ဒီ9000တန်းရန်9000တန်းမှာပါရှိရဲပုံကောကကျတော့အမျိုးသမီးဖြစ်တယ်ပေါ့နော် ဆိုတော့မှအနိကပ်ပြမယ်ဒီအမျိုးသမီးရဲ့နာမည်ကကြတော့စူဒေါဥဥမေကိုလို့ခေါ်တယ်ဂျပန်နိုင်ငံရဲ့အမျိုးသမီးပညာရေးရှေ့ဆောင်လမ်းပြသူဖြစ်ခဲ့ရပေါ့နော်မေဂျီခင်မှာဆိုရင်ပထမဦးဆုံးနိုင်ငံခြားပညာတော်သင်ဇေလူချင်းခံရတဲ့သူဖြစ်တဲ့ပြီးတော့နောက်တစ်ခုကဒီဂျပန်နိုင်ငံရဲ့အမျိုးသမီးတွေကိုအဓိကပညာရေးအခွင့်အလမ်းတွေကိုပေးဖို့ဆိုပြီးတော့သူကဒီစူဒါကောလိပ်ဆိုပြီးတော့သူရဲ့ private အာ college ကို1900မှာအာစတင်တည်ထောင်ခဲ့တယ်။အခုဆိုရင်ကကျတော့ Suita University ဖြစ်သွားပြီပေါ့နော်။ Tokyo မှာလည်းအခုလက်ရှိတည်ရှိနေစေဖြစ်တယ်ပေါ့နော်။လေ့လာခြင်းဒီ Suita University ဆိုပြီးတော့ရိုက်ကြည့်ပြီးတော့ရှာကြည့်လို့ရတယ်။လေ့လာရရပါတယ်လို့ဂျပန်နိုင်ငံရဲ့အမျိုးသမီးတွေအတွက်ပေါ့နော်။လူမှုဘဝအဆင့်အတန်းပါမှာကဒီပညာရေးဘိုင်းမှာလည်းပဲသူကအဓိကထားပြီးတော့ဥဆောင်လို့ဆိုရဲအမျိုးသမီးဖြစ်တယ်။ကြီးညိုလေးစားတဲ့အနေနဲ့ပေါ့နော်။ဒီရန်ကားထောင်တန်းကိုထုတ်ဝေခဲ့တာဖြစ်တယ်ပေါ့နော်။နောက်တဲ့ဒီရန်တထောင်တန်း အနေကပြပေးမယ်နော်ဒီဂျပန်လူမျိုးတွေကကြတော့သူ့ကိုဒီ Father of Japanese uh, Capitalism ဆိုပြီးတော့သင်စားပြီးတော့ကိုယ်ဝကြတယ်မေဂျီခေတ်ပေါ့နော်ဘယ်လိုပြောရမလဲမေဂျီခေတ်လို့ပြောရမလားဆိုတော့မေဂျီခေတ်မှာဒီဂျပန်နိုင်ငံတွေရဲ့ဘယ်လိုပြောမလဲခေတ်သီးပွားရေးပေါ့နော်ဘယ်လိုပြောရမလဲအခင်မီရဲ့စီးပွားရေးကိုစတင်ပြီးတော့ဥဆောင်တဲ့နေရာမှာလို့ဆိုရဲ စီးပွားရေးကဏ္ဍမှာလုံဆုံဥဆောင်တဲ့သူဖြစ်ခဲ့ရပေါ့နော်အရင်တုန်းကဆိုရင်စီးပွားရေးတမမဟုတ်ပေနဲ့သူကစိုက်ပျိုရေးတမဖြစ်တယ်အာဝန်ထမ်းလည်းလုပ်ခဲ့ရပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်သူကဂျပန်နိုင်ငံရဲ့အဓိကစီးပွားရေးအခြေခံအုံမြင့်ချပေးတဲ့သူလို့လည်းပြောလို့ရတယ်ပေါ့နော်ဒါကကြတော့သူ့ရဲ့တမအကျင်းပေါ့နော်ခုနပြောတဲ့လိုဈေးဝင်ရင်လည်းအော်အာလေးလာကြည့်အောင်ပေါ့နော်ဘယ်လိုမျိုးစိတ်ဝင်စားရတာဆရာကောင်းမလဲဆိုတဲ့ဟာကိုစိတ်မှဖြစ်တာ ਨੇ ဒီနေ့နည်းနည်းလေ့လာလိုက်တယ်ပေါ့နော်အဲ့ဒါလေ့လာကိုမျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါဂျပန်ဂျပန်တွေအခုလက်ရှိအစ်စ်ထုတ်ဝေတဲ့ဂျပန်ရန်ဖြစ်ပါတယ်ပေါ့ဆိုတော့ဒီနေ့ကကျတော့ဒီလောက်ပါပဲပေါ့နော်ကိုလည်းအာလေ့လာချင်တာနဲ့တကယ်ချင်းတော့လည်းပေါ့နော်အာဘုရားလေးအာရပါစေဆိုပြီးတော့ရည်ပေးပြီးတော့ရည်လက်ရချင်းဖြစ်တယ်ပေါ့နော်ဒီနေ့ရဲ့ဗီဒီယိုကကျတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြရအောင် see you in the next video bye bye